အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံ၏အခြေအနေပုံမှုဆိုရပြီးကပ်ပေးပုံစံဖြစ်လာတော့လေနိုင်ငံတကာကအရေးယူတုံ့ပြန်ရန်ပြက်ကွက်နေဟုကုလလူအခွင့်ရေးကိုယ်စားလှယ်ကဝေဖန်ဖြစ်တင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံ၏အခြေအနေပုံမှုဆိုရလာနေတော့လေနိုင်ငံတကာကအရေးယူတုံ့ပြန်ရန်ပြက်ကွက်နေမှုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်ရေးကိုယ်စားလှယ် ကျွန်းအန်ဂျူးကဝေဖန်ပြစ်တင်လိုက်ပါတယ်။အော်တိုဘာလ29ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏တတိယကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးနောက်၄နှစ်ကျော်ကာလအတွင်းအခြေအနေများမှာအဆမတန်ပိုမိုဆိုးရွားလာကြောင်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေများမှာယခင်နှစ်ထက်ယခုနှစ်တွင်ပိုမိုဆိုးရွားလာကြောင်းလရှိမြန်မာပြည်သူပေါင်း 22တန်နီပါမှာလူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး16.8တန်မှာစာနယ်ရိက္ခာမလုံလောက်မှုကိုအပြင်းအထန်ရင်ဆိုင်နေရကြောင်း2025ခုနှစ်ရဲ့ဒုတိယသုံးကပတ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအယက်သားပြစ်မှတ်များကိုလေးချောင်းတိုက်ခိုက်မှုအကျဉ်းကြီးအများဆုံးဖြစ်ပွားခဲ့ကြောင်းကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP အချက်အလက်များအရရခိုင်ပြည်နယ်အလဲပိုင်းမှမိသားစုများ၏58ရာခိုင်နှုန်းမှအခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကိုပင်အပြည့်တင်းနိုင်တော်ကြောင်း၎င်းကရှင်းပြပါသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အရေးယူဆောင်ရွက်ဖို့ပြက်ကွက်နေတာတွေကိုစတင်လှောက်ဆောင်ဖို့မိမိအနေနဲ့မြင့်တာရက်ခံဖန်ကြားအပ်ပါတယ်။လူသားချင်းစာနာမှုအခြေအနေတွေပိုဆိုးလာနေချိန်မှာနိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီရရှိနိုင်မှုကပါပိုဆိုးလာနေတာကလုံးဝကပ်ပေးကြီးဖြစ်နေပါပြီဟု၎င်းကရှင်းပြပါတယ်။အခြေအနေများဆိုးရွားနေချိန်မြန်မာစစ်တပ်ကဒီဇင်ဘာ28ရက်နေ့တွင်ရွေးကောက်ပွဲပြင်ဆင်နေခြင်းမှာအတူရောက်နှင့်အလိမ့်ညတာဖြစ်ကြောင်းအတိုက်ခံများကိုဖမ်းဆီးချိန်သိမ်းထောင်ချထားသဖြင့် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးခေါက်ပွဲမဖြစ်နိုင်ကြောင်းရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုများကိုလည်းနိုင်ငံတကာကအရေးယူရနှင့်တရားမျှတမှုဖော်ဆောင်ရန်အရေးကြီးကြောင်း၎င်းကတောင်းဆိုထားပါတယ်။ကျမိုက်တဲ့တင်တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။